ရင်းစရာသတင်းဌာနရဲ့နိုင်ငံတကာရေးရာခန်းဌာနကနေကြိုဆိုပါရစ်ဒီအစီအစဉ်မှာတော့နိုင်ငံတကာနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုမြန်မာနိုင်ငံအရေးနဲ့နှိုင်းယှဉ်ပြီးအဓိကဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ဇူလိုင်လ9ရက်နေ့မှာကြာရောက်တဲ့တောင်စုရဲနိုင်ငံရဲ့လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုသောအားဖြင့်တောင်စုရဲနိုင်ငံလွတ်လပ်ရေးသမိုင်းနဲ့မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးကြိုးပမ်းမှုတွေကိုနှိုင်းယှဉ်ပြီးဆွေးနွေးဖို့ရွေးချယ်ထားပါတယ်။ ုတ်ကဲ့တာလီစောပါဆရာဒီတစ်ပတ်မှာတော့ကျမတို့တောင်ဆူတဲ့နိုင်ငံအကြောင်းဆွေးနွေးမယ်ပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကတော့တောင်ဆူတဲ့နိုင်ငံရဲ့လွတ်လပ်ရေးသမိုင်းကြောင်းပေါ့နော်အာနောက်ပြီးတော့ဒီတော်လန်ရေးသမိုင်းကြောင်းတွေနဲ့အတူလွတ်လပ်ရေးနေဘလို့ပေါ်ပေါက်ခဲ့လဲဆိုတဲ့အကြောင်းကိုလည်းပထမဆုံးအနေနဲ့ဆွေးနွေးပေးစီကျမတို့ဟုတ်ကဲ့တာလီစောပါတောင်ဆူဒန်နိုင်ငံဟာဒီဒီနေ့ကဘာကြီးမှာဒါ ခုအချိန်ထိလက်ရှိဟိုနောက်ဆုံးပေါ်ပေါက်လာတဲ့နိုင်ငံပေါ့နော်ဒါတဲ့အငယ်ဆုံးနိုင်ငံပေါ့ကမ္ဘာကြီးမှာ2017မှာနိုင်ငံအဖြစ်ရပ်တည်လာတဲ့တောင်ဆူဒန်နိုင်ငံအာဒီအကြောင်းကိုပြောကြားခွင့်ရတာအာဝန်တာပါတယ်ဝင်ယူပါတယ်တောင်ဆူဒန်မှာတောင်ဆူဒန်နယ်မြေကို ပြောရင်အာဒီတောင်ဆူဒန်ဒေသမှာပထမဦးဆုံးဒီဟိုရှစ်ရှစ်တုန်းကတော့ဒီပထမဦးဆုံးနေလာတဲ့လူမျိုးတွေကတော့ဒီဒီ အာဒင်ကာတို့နိုဝါတို့ပြီးတော့ဒီအာရှီလော့တို့အဲ့ဒီအစရှိတဲ့လူမျိုးတွေဟာဒီနိုင်ငံအဖြစ်နဲ့မဟုတ်ဘဲနဲ့ကိုယ်နယ်မြေနဲ့ကိုကိုယ်နယ်မြေအပိုင်းခြားလေးတွေနဲ့အတူကိုယ်စကားကိုပြောပြီးအဲ့လိုနေကြတာပါတောင်ဆူဒန်ဒေသဟာဒီမြန်မာနိုင်ငံလိုပဲလူဦးဒီလူမျိုးဟိုအားလုံးကိုတွက်မယ်ဆိုလို့ရှိရင်ဒီတရားကျော်လောက်ရှိတယ်လို့ပြောတယ်အဲ့မှာမတူကွဲပြားတဲ့စကားတွေကိုပြောပြီးတော့ နေတဲ့လူမျိုးတွေအဲ့ဒီထဲမှာခုနကပြောတယ်ကျွန်တော်ပြောတယ်ဒင်ကာတို့နိုဝါတို့ဟိုကတော့ဒါဒါအင်အားကြီးအုပ်စုတွေပေါ့လူဦးရေများတဲ့အုပ်စုတွေတကယ်တော့မျိုးကွဲအကုန်လုံးပေါင်းရင်တရားကျော်လောက်ရှိတယ်လို့ပြောတယ်အဲ့လိုနေလာတဲ့အဲ့ဒီတောင်ဆူဒန်ကတောင်ဆူဒန်ကပထမတော့ဆူဒန်ရဲ့အစိတ်ပိုင်းတစ်ခုပေါ့နော်ဆူဒန်ရဲ့အစိတ်ပိုင်းပါပဲဆူဒန်ကနိုင်ငံကြီးပဲအဲ့ဒီဆူဒန်ရဲ့မြောက်ပိုင်းကိုဒီ1820လောက်မှာဒီအီဂျစ်က ဝင်သိမ်းတယ်။အီဂျစ်ကဝင်သိမ်းပြီးတော့အဲ့ဒီ1820လောက်ကနေ1880ကျော်1880ကျော်မှာအဲ့ဒီမှာဗြိတိရှားတွေဝင်လာတယ်။အဲ့ဒီနေမျိုးပေါ့။ဗြိတိရှားတွေဝင်လာပြီးတော့1889လောက်ကနေစပြီးတော့ဒီအာ Egyptian British Egyptian အုပ်ချုပ်မှုဒီ Egypt British ဖက်ဆက်ပြီးတော့အုပ်ချုပ်တယ်အဲ့ဒီဒေသမှာအဲ့ဒီအဲ့ဒီဆူဒန်ကိုအဲ့လိုအုပ်ချုပ်တော့အဲ့ဒီမှာအာလွတ်လပ်ရေးဒီအီဂျစ်အင်းဗြိတိရှအုပ်ချုပ်မှုအောက်ကနေ1956မှာလွတ်လပ်ရေးရတယ်ဒါပေမဲ့လို့လွတ်လပ်ရေးမရခင်အဲဒီ1955လောက်ကတည်းကဒါ တောင်တဲ့မြောက်ရမာကပြဿနာတွေဖြစ်နေပြီးအကြီးကပြဿနာကဘာလဲဆိုတော့ဖွံ့ဖြိုးတိုးတက်မှုမညီမျှတာဆူဒန်မြောက်ပိုင်းကဒီနေ့ဆူဒန်နိုင်ငံဆိုပြီးကြံခဲ့ရှိဒီရှိနေခဲ့တဲ့မြောက်ပိုင်းပေါ့တောင်ဆူဒန်ဆိုပြီးခွဲထွက်လာတဲ့တောင်ပိုင်းမဟုတ်ဒီဆူဒန်မြောက်ပိုင်းကအင်မတန်ဖွံ့ဖြိုးတိုးတက်မှုအားကောင်းတဲ့မြန်ဆန်တဲ့အဲဒါပေမဲ့ဒီဆူဒန်တောင်ပိုင်းကြတော့အင်မတန်ကို limited ဥစားဖြစ်တယ် လမ်းမဆက်တွေ့ရဲဆိုရင်လည်းဘာမှကောင်းမှုမရှိဘူးလူကြီးဆယ်တန်းလောက်နေတဲ့နေရာတစ်ခုမှာအာဆေးရုံတရုံနေုံပဲရှိတာမျိုးတို့အဲဒီနောက်တစ်ခါဒီစာပေဆိုရင်လည်းအဲ့လိုစာပေတက်မြောက်မှုနှုံးဟာအင်မတန်ဟွာတယ်ဒီစီရန်တောင်ပိုင်းနဲ့မြောက်ပိုင်းကြားမှာအဲ့လိုဖွံ့ဖြိုးတိုးတက်မှုတွေအနေထားတွေကော်တဲ့အခါကျတော့တောင်ပိုင်းကဘလို့ခံစားရလဲဆိုတော့သူတို့နက်ဂလက်ပေါ့နော်သူတို့ဒါဒီဟုစိုက်ခြင်းကိုမခံရဘူးသူတို့ကဒီနိုင်ငံရဲ့အစိတ်အပိုင်းတစ်ခုလိုမခံစားရဘူး ီလက်ရှိရခိုင်တွေခံစားနေရတယ်လို့ပေါ့ဗျာမြန်မာနိုင်ငံမှာဒီနိုင်ငံရဲ့အစိပ်ပိုင်းမဟုတ်ဘဲနဲ့တိကျနယ်မြေတစ်ခုလို့ဖြစ်သွားတယ်။ဘာလို့ဘာမှမြင်မြင်ရရဘာမှ တိုးတက်မှုလည်းမရှိဘူး။ဟိုအစင်းရဲစုံစုတ်ချစုံအမွဲတေစုံအဖြစ်နဲ့အဲ့မှာနှစ်ကိုရာနဲ့ရှိပြီးနေရတဲ့အခါကျတော့လူမျိုးတစ်မျိုးဟာအာဒေတာတစ်ခုဟာတိုးတက်ခြင်းလာတယ်ယုံထွက်ခြင်းလာတယ်။အာကဘာကြီးကတဖြည်းဖြည်းတဖြည်းဖြည်းသွားနေတယ် ရှိဖို့တိုးတက်တော်နေတယ်။ကိုတို့ကနောက်ဆုတ်ဆုတ်ပြီးကျန်းနေခဲ့တယ်။အဲ့လိုတော့ဖြစ်တယ်။ကိုကျွန်တော်တို့ရှိမှလည်းကြည်ဥမာဘီမအဟောစာနဲ့ဘီမနဲ့ကျွန်တော်တို့ရခိုင်တွေကြားမှာချင်းတွေကြားမှာဘလောက်ကြာပြီးကျန်ခဲ့တယ်လဲဆိုလို့ရှိရင်အဲအာတခြား data တွေတော်တော်များများကြားမှာပေါ့နော်။အဲ့တဘောဆိုတော့ဒါစုဒီမှာလည်းကတော့အထူးကပြောလို့တာမဟုတ်ပါဘူးဒီမှာတောင်စုတဲ့ကိုပြောလို့တာပါအဲ့ဒါအဲ့ဒီမှာတောင်ဘက်ကအဲ့လိုခံစားရတဲ့အခါကျတော့ အပိုင်းမှာလက်လက်ရေးတောင်ပိုင်းကိုတီးကြခွဲထုတ်မယ်ဆိုတော့အာဒီဒီဒီဘိုးစားရှိတယ်သူတို့အဲ့ဒီမှာဆန္ဒတွေပြင်းပြလာပြီးတော့တောင်ပိုင်းကလူတွေစအရင်ခုနကပြောတဲ့ဒင်းကာတို့နိုဝါတို့ရှီလော့တို့အဲ့ဒီလူမျိုးစုတွေပေါင်းပြီးတော့အဲ့မှာတောင်ပိုင်းလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ကြတယ်အဲ့တော့1955ကနေဖြစ်လာခဲ့တဲ့အဲ့ဒီဆူဒန်အာဘီဒင်းစစ်ဟာ1982မှာ သူတို့ရဲ့အင်ဒီဂျင်းဒီဟိုးစာဒီဟိုးစာအီသီယိုးပီးယားနိုင်ငံအဒစ်အဘာဘာအဂရီမန့်လို့ခေါ်တယ်အဒစ်အဘာဘာသဘောတူညီချက်1980နှစ်မှာအဲ့ဒီသဘောတူညီချက်နဲ့တောင်စုတောင်ပိုင်းဆူဒန်ဟာဒီဒီဒီ autonomous ဒီဒီ south sudan autonomous region ဆိုပြီးတော့တောင်စုဒန်ကိုပိုင်အုပ်ချုပ်권ရဒေသဆိုပြီးတော့ဖြစ်လာခဲ့တယ်1980နှစ်မှာ မဲ့1983မှာဒီ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 တခါဒီအာဆူဒန်မှာတမဒါဒီဂါဖာနီမာရီဆိုတဲ့ပုဂ္ဂိုလ်တမဒါဖြစ်လာတယ်။အဲ့ဒီဆူဖြစ်တာကဒီလိုနောက်တစ်ခုအဓိကဒီမဒီနေရာမှာဖြစ်တာကဆူဒန်မြောက်ပိုင်းဟာမွတ်စလင်အများစုနေတဲ့နေရာမွတ်စလင်တွေကြီးစိုးတယ်မွတ်စလင်တွေများတယ်အာရဗ်မွတ်စလင်တွေရှိတယ်အများကြီး ဆူဒန်တောင်ပိုင်းကခရစ်ယာန်များတဲ့မီယိုပလာကိုးကွယ်မှုတွေရှိတယ်။အဲဒီနှစ်ခုလည်းအဓိကကွာခြားချက်ဖြစ်တဲ့တောင်ထဲမြောက်ကျမ်းမှာအဲဒီမှာအဲဒီအခုနကပြောတဲ့ဒီသမဏဂါဖာနီမာရီတက်လာပြီးတဲ့အခါဘာလို့သူကဘာလို့တလဲဆိုတော့ဖန်ကွာ82နှစ်ကလေးကအတီးပြုတ်ထားခဲ့တဲ့တောင်ပိုင်းဆူဒန်ကိုကိုပိုင်းအုတ်ချုပ်ကွင်ရဒေတာထူတာကိုလည်းဆက်သင်းပလိုက်တယ်ပြီးတော့ဒီဆူဒန်နိုင်ငံကို လိုက်ဆူဒန်နိုင်ငံရဲ့နိုင်ငံတော်ဘာသာဟာအစ္စလာမ်ဘာသာပဲဖြစ်တယ်ဆိုပြီးတော့သူကအတိအလင်းကြော်ညာပြီးတော့ဒီဒီဆူဒန်တောင်ပိုင်းကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသအဖြစ်ဒီ Addis Ababa Agreement နဲ့ချုပ်ဆိုထားတဲ့အဲသဘောတူညီချက်ဟိုဟောကြကိုသူဖြတ်သိမ်းပလိုက်တယ်ရုပ်ပြန်လဲရုပ်သိမ်းတယ်အဲ့လိုမျိုးလုပ်တယ်အဲ့ဒီမှာတခါထပ်ပြီးတော့တခါအဲ့ဒီမှာဘယ်လိုခေါ်မလဲဟာ1983ကနေပြီးတော့ထပ်ပြီးတော့ အာဒီရင်းစီဆူဒန်တောင်ထဲမြောက်ကြားမှာတိုက်ပွဲကြီးတိုက်ပွဲငယ်တွေကျစ်လိုက်ကြတာနှစ်ပေါင်း20ကျော်တယ်2005ခုနှစ်တိဆိုတော့ဒီလိုနှစ်ပေါင်း20ကျော်ဒါဖြင်းပြောရင်အာဖရိကတိုက်တိုက်လုံးမှာနှစ်ပေါင်း20ကျော်ဖြစ်တဲ့ပြည်တွင်းစစ်ဒါအရှိကြဆုံးပြည်တွင်းစစ်ပဲအာဖရိကတိုက်မှာတော့ဒါဒီထက်ရှည်ကြတဲ့ပြည်တွင်းစစ်မရှိတော့မရှိဘူးတဲ့ မရှိဘူးအခုရှင်တိဒီဆူရက်ပြည်နှင်းစရာဒါတောင်ထဲမြောက်ကြားမှာဖြစ်တဲ့ပြည်နှင်းစရာဒါပေမဲ့တခုရှိတာကဒီတောင်ပိုင်းမှာလွတ်လပ်ရေးတိုက်ပွဲတစ်ချောင်းမှာသူတို့အချင်းချင်းလဲတိုက်ကြသေးတာအဲအခုနကပြောတဲ့လူမျိုးစုတွေကြားမှာအဲတချို့မှတ်တမ်းတွေအရဒီမြောက်ပိုင်းနဲ့တိုက်တဲ့တိုက်လို့ဆုံးတဲ့တောင်ပိုင်းစစ်သားတွေတဲ့အချင်းချင်းတိုက်ပြီးဆုံးရတာပုံများတယ်လို့ပြောတယ် အဲတိုက်ပွဲနဲ့တန်ရရဘူးလေတကယ်ဘလို့ပဲဖြစ်စီသူတို့ကတော့ဆူဒန်တောင်ပိုင်းကိုဒါလွတ်လပ်ရရတဲ့အထိသူတို့တိုက်ပွဲဝင်လာကြတာအဲ့မှာ2005မှာအာ2005မှာတက်ထပ်ပြီးတော့ဒါဒါအာနောက်တစ်ခါဒီဟိုးစားငင်းချန်ရေးဒါ peace deal တခုဖြစ်တယ်ငင်းချန်ရေးသဘောတူညီမှုတခုနဲ့တူနောက်ထပ်6နှစ်လောက်ကာလအတွင်းမှာဒီဒီဒီအာလူဟိုးစားပေါ့ဒီလူဒုဆန္ဒခံယူပွဲလုပ်မယ် ဆူဒန်နိုင်ငံတောင်ပိုင်းသားတွေရဲ့စန္ဒအတိုင်းဖြစ်တည်ပါစေဆိုတဲ့အဲအဲ့ဒီသဘောတူညီချက်တစ်ခုနဲ့အတူ2010မှာသူတို့ဒီရွေးကောက်ပွဲလုပ်တယ်ဟိုရွေးကောက်ပွဲဆိုတာလေလူလူစန္ဒခံယူပွဲပေါ့အဲ့ဒီမှာလူဦးရေရဲ့60ရာနှုန်းကျော်ကဒါလုံးဝလွတ်လပ်ရေးကိုလူလားပါကြောင်းမဲပေးပူနေအတူ2017ဇူလိုင်9ရက်နေ့မှာဒါတောင်ဆူဒန်ဟာလွတ်လပ်တဲ့ အချုပ်ချာအာဏာပိုင်နိုင်ငံတရက်အဖြစ်နဲ့အာဖရိကမိခင်အာဖရိကတိုက်အတွက်54နိုင်ငံမြောက်နိုင်ငံဖြစ်လာပြီးတော့ကဘာကြီးအတွက်193နိုင်ငံမြောက်နိုင်ငံဖြစ်လာခဲ့တယ်။ဒါဆူဒန်တောင်ဆူဒန်ရဲ့အာတမိုင်းလွတ်လပ်ရေးတမိုင်းအချင်းချုပ်ပါပဲ။ဟုတ်ကဲ့ဆိုတော့အာဖရိကတိုက်မှာတော့အာနှစ်ပေါင်း20ကျော်ကြာကီရင်စစ်အခြေချဆုံးနိုင်ငံဆိုပေမဲ့လည်းမြန်မာနိုင်ငံကတော့မမှီသေးဘူးဆိုတဲ့သဘောပေါ့နော်။ ်မြန်မာနိုင်ငံကတော့နေပေါင်း80ကျော်ဖြစ်လာခဲ့ပြီပေါ့ဟုတ်ကဲ့တချို့တူညီတဲ့အချက်တွေလည်းတိရတာပေါ့နော်ဘာလို့ဆိုတော့ဒီမြန်မာနိုင်ငံမှာလည်းပဲတိုင်းရင်းသားလူမျိုးတွေစုရင်းများတယ်အရှင်းရှင်းကြားမှာအပတိပခရှိကြတဲ့ဟာတွေလည်းတချို့ကတော့သွားတူနေတာမျိုးတွေတွေ့ရတယ်ဒါပေမဲ့ဟိုဟိုတခုရှိတာကတော့ဒီဘာသာရေးအရာဟိုပတိပခဖြစ်တယ်ဆိုတော့အပိုင်းမှာတော့မတူကွေးပြမှုမှာတော့မြန်မာနိုင်ငံကတော့အထူးသဖြင့် လူမျိုးရေးပဋိပက္ခပဲပုံများမယ်နေတူတယ်เนาะဆရာဆိုတော့ဒီမြန်မာနိုင်ငံအတွင်းကတိုင်းရင်းသားတွေရဲ့ဒီလွတ်လပ်ရေးလှုပ်ရှားမှုနဲ့အာတောင်ဆူဒန်နိုင်ငံရဲ့လွတ်လပ်ရေးလှုပ်ရှားမှုတွေအကြမ်းမှာဘလို့တူတာတွေရှိလဲဘလို့ကြွေပြတာတွေရှိလဲပေါ့เนาะဒါကိုလည်းတစ်ချက်သိကြပါတယ်ဆရာရဲ့အမြင်သဘောထားအောင်음ဟုတ်ကဲ့ဒီခုနကဒီမအေးမြခိုင်ပြောသွားတယ်လို့ပါပဲဒီပထမအဲဟိုကြပေါ့ဒီ ူညီတဲ့ဟာတခုကတော့ဒီဥတီချက်ချင်းတူတယ်ဥတီချက်ကဘလို့ဥတီချက်လဲဆိုတော့ပြိနိုင်မှုကိုမခံမရနိုင်ဖြစ်တဲ့အခြေအနေတူတယ်အဲ့ဒါကြောင့်ထပြီးတော်လှန်တယ်အဲနောက်တစ်ခါဗဟိုအစိုးရကိုတော်လှန်ကြတာချင်းတူတယ်ဆူဒန်တောင်ပိုင်းနဲ့မြန်မာနိုင်ငံကဒီဒီတိုင်းရင်းသားတွေရဲ့အဲဒီလွတ်လပ်မှုလှုပ်ရှားမှုတိုက်ပွဲအတွင်းမှာနောက်တစ်ခါလွတ်လပ်လူစိတ်တူတာပေါ့ဗျာတို့လည်းလွတ်လပ်လို့လေကျွန်တော်တို့လည်းလွတ်လပ်လို့လေ နောက်တစ်ခါဒီထက်ပို့ပြီးတော့ဥစားတူညီတဲ့အချက်ကတော့ကျွန်တော်ဒီစောကဆူဒန်တောင်းတောင်းဆူဒန်တမိုင်းအကြောင်းနဲ့လွတ်လပ်ရေးတမိုင်းအကြောင်းကိုပြောခဲ့တုန်းကပြောခဲ့တယ်လို့ပဲဒီဒီဒီဖွံ့ဖြိုးတိုးတက်လူစိတ်ငါတို့ကနောက်ချက်ပြီးပြန်နေခဲ့တယ်တုံးမခြံထားခဲ့ခြင်းကိုခံရတယ်ဆိုတဲ့အဲ့ဒီခံစားချက်အဲ့ဒီခံစားချက်ကိုအခြေခံပြီးတော့ငါတို့ဖွံ့ဖြိုးတိုးတက်ဖို့တဲ့ကဘာကြီးမှာတိုးတက်ဖွံ့ဖြိုးမှုနဲ့ တဲ့ဒေတာအဖြစ်နဲ့လူမျိုးတစ်မျိုးအဖြစ်နဲ့နေမြေတစ်ခုအဖြစ်နဲ့နေထိုင်ဆိုင်ဖို့ကတော့ကိုပါကိုလွတ်လပ်လို့မှကိုပါကိုလွတ်လပ်မှပုစ္စမကိုဖန်တီးနိုင်မှဖြစ်တော့မယ်ဆိုတဲ့အဲဒီခြံစားချက်တွေကပြင်းပြလာခဲ့တာကိုအဲဒီဟာတွေသွားပြီးတူပါတယ်အဲနောက်အဓိကကွဲတာကတော့ဒီဒီဒီတောင်ဆူဒန်မှာကဒီတောင်ပိုင်းတစ်ခုလုံးကိုသူတို့ကဒီမြောက်ပိုင်းကနေ အပိပိုင်ခွဲတွက်ဟိုကျိုးစားတာတိုက်ပွဲဝင်တာမြန်မာနိုင်ငံမှာပုံစံကြတော့လူမျိုးစုအသီးသီးဟာသူ့ဥတီချက်နဲ့သူဘုံဥတီချက်ရှိမယ်ဒါပေမဲ့ဒီကြားမှာပဲထပ်ပြီးတော့အသေးကြဥတီချက်လေးတွေရှိနေတယ်ဒီကြားရေပန်းချက်တွေနဲ့တိုက်ပွဲဝင်နေကြတယ်အဲ့ဒီတဘောလေးတွေကတော့နည်းနည်းကြွားပါလေ။တောင်စုတဲ့တိုက်ပွဲဝင်မှုနဲ့ဒီမြန်မာနိုင်ငံတဲကတိုင်းရင်းသားတွေတိုက်ပွဲဝင်မှုကြားမှာ ဥပမာရခိုင်ဆိုပါစို့ဒါရက်ကီတာလမ်းစဉ်နဲ့ပဲတွားနေတာရခိုင်ကသူကရှင်းရှင်းလေးရက်ကီတာလမ်းစဉ်ရဲ့အနှစ်ချုပ်ကဘာလဲမေးရင်ကိုကျမကိုဖန်တီးပိုက်ဝဲကိုကျမကိုဖန်တီးရဒါပဲအဲ့ဒီအတွက်ရခိုင်တွေကဥတည်ပြီးတွားနေတယ်ဆိုတော့ဒါဒါဒါတွေကအာနည်းနည်းပြန်ပြီးတော့ကွဲပြားသွားတယ်နောက်အဓိကချင်းသားမြင်သားဒီကွာချားချက်တစ်ခုကတော့ကျွန်တော်စောကပြောသလိုပဲဒီနိုင်ငံရေးရည်မှန်းချက်တွေနိုင်ငံရေးသဘောတရားတွေအပြင် ဒီတောင်စုတန်းမှာဖြစ်နေတဲ့အာကနိုင်ငံရေးလူမျိုးစုတွေနိုင်ငံရေးကွာခြားချက်ဒီလူမျိုးစုတွေအပြင်ဘာသာရေးကွာခြားချက်ကလည်းအဲ့ဒီမှာဘာသာရေးမတူပွဲပြားတာကလည်းအဲ့ဒီဒီလက်ရှိဖြစ်နေတဲ့အခင်းအကျင်းတဲ့တောင်ထဲမြောက်ကိုကွဲသွားစေတဲ့အခင်းအကျင်းတရက်ကိုဥတည်သွားသွားစေပါလားသောကပြောတယ်လို့ပြောမြောက်ပိုင်းဟာမွတ်စလင်အများစုနေတယ် RF မွတ်စလင်တွေကြီးစိုးတယ်။အောင်ပိုင်းကခရစ်ယာန်အများစုနေတယ်ဒီမီယိုဖလာကိုးကွယ်မှု ယုံကြည်မှုတွေရှိတယ်။ဆိုတော့ဒါဟာကတော့ယေဘူးရအဖြစ်အဲသူညီမှုနဲ့အဲမတူကွဲပြားမှုတွေပါပဲ။တောင်စုနယ်နဲ့မြန်မာနိုင်ငံကြားမှာ။ဟုတ်ကဲ့ဆိုတော့နောက်ဆက်တွဲအနေနဲ့သိရှင်တာကဒီတောင်စုနယ်နဲ့အဲဒီမြန်မာနိုင်ငံရဲ့အနေအထားတွေကိုကြီးလိုက်တယ်ဆိုလို့ရှိရင်အဲ လူမျိုးရေးကွာခြားမှုတွေပေါ့နော်လူမျိုးရေးကြားပတိညီမှုတွေပฏิပက္ခတွေပေါ့ဒီဒီဟာရဲ့အဓိကအကြောင်းပြချက်ဆိုလို့ရှိရင်ဘာများဖြစ်နိုင်လဲပေါ့နော်အဲလူမျိုးရေးမတည်ညီမှုအဲအဓိကဒီဖြစ်တဲ့အကြောင်းရင်းကအဲ့ဒီလူမျိုးရေးအပေါ်မှာလည်းအခြေခံပါတယ်တိုးတော့အဓိကနံပါတ်1ပို့ပြီးတော့လူတွေကိုခံစားချက်ဖြစ်စေတဲ့အချက်ကတော့ကျွန်တော်စောစောကဒီဒီအဲပြောခဲ့တယ်လို့ပဲ ဖွံ့ဖြိုးတိုးတက်မှုအင်မတန်နှေးကွေးပြီးတော့ဖွံ့ဖြိုးတိုးတက်မှုအားနည်းတာနှေးကွေးလွန်းတာဟိုခြံထားရိတ်ခဲ့တယ်လို့ခံစားရတာလူတွေရဲ့စိတ်ထဲမှာလူတွေရဲ့ခံစားချက်မှာအဒီအဒီကတော့အဲ့ဒီအပိုင်းလိုပဲကျွန်တော်ပြောပါမယ်အာဒီဒီတောင်စုတန်းကိုပဲကြည်ကြည်ဒီမြန်မာနိုင်ငံတည်းကဒီအခုဖြစ်နေတဲ့တိုက်ပွဲတွေဟိုဥစားတွေမှာပဲအဓိကအကြောင်းရင်းဒီ မမဟုတ်တဲ့လူမျိုးတွေမြန်မာနိုင်ငံမှာတော်လှန်တာကအဓိကအကြောင်းရင်းကတော့အဲ့ဒါပဲဒီဖွံ့ဖြိုးတိုးတက်မှုအားနည်းတာနဲ့အတူအဲ့လိုအားနည်းတာကိုကိုယ်ရင်ဘာကြည့်ရင်ဘာကွာလဲဆိုတော့လူမျိုးတွေကွာရဒါလိုခံစားဖြစ်တာဒါဘင်းကကရင်ကိုမို့လို့ဒါလိုခြံထားခဲ့တာချင်းကချင်းမို့လို့ရခိုင်ကရခိုင်မို့လို့ဥပမာချင်းနဲ့ရခိုင်တို့ဆိုရင်တိတိတတကြီးပဲချင်းတွေထဲမှာရောရခိုင်တွေမှာရောတပုံဆိုတာလွန်ခဲ့တဲ့နှစ်တွေ တော်တော်များများဆယ်စုနှစ်ပေါင်များစွာအတင်းမှာဟိုဘူဂျုတ်ကျွန်တော်တို့ဘူဂျုတ်ပြောတဲ့စကားနဲ့ပြောရင်ဟိုချုံကိုတိုက်ဖို့တောင်တိတ်အာအရှင်မပြေလောက်တဲ့အင်အားလောက်နဲ့ပဲအပုံဆိုတဲ့သဘောနဲ့ရှိနေခဲ့တာပါဟိုတကယ်ဟိုဒီဒီဘို့အစိုးရကိုစိန်ခေါ်နိုင်တဲ့ရင်ဆိုင်တိုက်ပွဲဝင်နိုင်တဲ့သဘုံအရှင်ဆိုတာရှိခဲ့တာမဟုတ်ပါဘူးသူတို့ကသဘုံကြောင့်တိုးတက်မှုမရှိဘူးဆိုတာကိုပြောတာတွေကိုကျွန်တော်ကပြောပြတာဖြစ်တာအဲဒါလို့ပြောပြတဲ့သဘောပါ တို့ရရခိုင်တွေရှင်းတွေတာမှာဖွံ့ဖြိုးတိုးတက်မှုအားနေတာအားနေတာမဟုတ်ရှိကိုမရှိတလောက်ကိုပြောလို့ရတဲ့အနေအပိုင်းတွေကပါလဲဟိုတပုံကြောင့်မဟုတ်ဘူးဆိုတာကိုကျွန်တော်ဆိုလိုတာဆိုတော့ဘလို့အကြောင်းကြောင့်ပဲဖြစ်စေဟိုတခြားလူတွေခံစားရတာကတော့ဒါကျွန်တော်တို့ကိုတီးကြပြစ်ပယ်ထားတာပဲဆိုပြီးရခိုင်ဆိုရင်ဟိုအရင်ကတည်းကလည်းဒါချင်းနဲ့နန်းနဲ့ကိုချင်းငန်းနဲ့နေလာခဲ့တဲ့ နိုင်ငံတနိုင်ငံလူမျိုးတစ်မျိုးဖြစ်တဲ့အခါကျတော့ဒါပို့ပြီးတော့မျိုးချစ်စိတ်ဒီဒီအမျိုးသားရေးစိတ်ကရှင်သန်တယ်ဟာကြော်တယ်ပို့ပြီးတော့ဒါဟိုဟိုအာတန်တယ်ပို့ပြီးတော့ဒါရှင်သန်ထက်မြက်မှုပို့ဖြစ်တယ်ရခိုင်တွေအားလုံးရဲ့ရင်ထဲမှာအဲကိုကြမကိုဖန်တီးဖို့ကိုပဲလိုလာပြီးတော့နောက်ဆုံးဒီ ULAA ရဲ့ရခိတလမ်းစဉ်အောက်မှာကျွန်တော်တို့ဒါအာကြီးဆင်းနေကြတာဖြစ်ပါတယ်ဆိုတဲ့အခါကျတော့အဓိက အားလုံးကိုပြန်ကြည့်ရင်အဲ့လိုပေါ်ပေါက်လာတဲ့မြန်မာနိုင်ငံတလွှမ်းမှာပေါ်လာတဲ့ဒီတွန်လှန်ရေးဥစ္စာတွေအဓိကအကြောင်းရင်းကတော့အဲ့လိုခုနကဖွံ့ဖြိုးတိုးတက်မှုမညီမျှတာနောက်တစ်ခါ unjust ပေါ့တာတူညီမျှမှုမရှိတာဒီ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 တရားမျှတမှုမရှိဘူးဆိုတဲ့ခံစားချက်အဲ့ဒီခံစားချက်တွေနဲ့အတူတရိယာရဲ့အဓိကအကြောင်းရင်းကိုကြည့်လိုက်ရင်လူမျိုးမတူလို့ပဲဆိုတဲ့ခံစားချက်အဲ့ဒီခံစားချက်တွေကို ပြင်းပြသွားစေပါတယ်ဒီဖွံ့ဖြိုးတိုးတက်မှုအားနည်းခြင်းတဲ့အတူဆိုတော့တောင်စုတန်ကလည်းအဲ့လိုဖြစ်တာတောင်စုတန်မှာအကြီးကသူတို့အဲ့လိုတော်လှန်လိုစိတ်ဖြစ်တာကခုနကလိုတောင်ထဲမြောက်ကြမှာအင်မတန်ကြီးမားတဲ့ကွာခချက်ဖြစ်သွားရင်ချင်းုံဈေးကန်းတွေကအစလမ်းဘန်းဆက်သွယ်ရေးအဆုံးပညာရေးပြစားပေးတက်မြောက်မှုနဲ့ပညာရေးဆင့်မြင့်မှုအဆင့်နှိမ့်မှုအလဲအကုန်လုံးဟာအင်မတန်နောက်ကျပြီးတော့ကျန်နေခဲ့တဲ့ဒီတောင်ပိုင်းဟာဆိုတဲ့အခါကျတော့ ောင်ပိုင်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကကုကြမာဒီဒီဒီကုဒေတာကိုကိုလွတ်လပ်မှဖြစ်မယ်ငါတို့ဟာငါတို့စီမံဖန်တီးပိုင်ခွင့်ရှိမှတာလျင်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ်နဲ့လူမျိုးတစ်မျိုးအဖြစ်ကိုရောက်မယ်ဆိုပြီးတော့ဒီတောင်ပိုင်းကအဲ့ဒီလိုလွတ်လပ်ရေးတိုက်ပွဲဝင်လာခဲ့တာဖြစ်ပါတယ်